မန္တလေးရောက်ရင်မလာမဖြစ်ကြတော့ဖျားကြီးပေါ့နော်မဟာမြမုန်ကြီးဖျားကြီးကိုလာပြီးတော့ဖူးကြတာပါပဲကြာပြီကားပါကနေတော့ဒီမှာโอเคမဟာမြမုန်ရုပ်ရှင်တော်မြတ်ကြီးကိုမဟာမြမုန်ဒါမှမဟုတ်ဖျားကြီးဆိုပြီးခေါ်ဆိုပြောဆိုကြနေရှိပါနေ ဒညဝတီရခိုင်ပြည်ပြင်ဆန္ဒဒုရိယကသုံးလုပ်ခဲ့တယ်လို့ယုံကြည်ကြပါတယ်။မူလကညံတော်ခုနှစ်တောင်နှစ်မိုက်နှစ်သစ်ပဲရှိခဲ့ပြီးဂေါရမဘုရားရှင်ရင်ခွေတော်ခုနှစ်ချိန်ခံယူခဲ့တယ်လို့လည်းဆိုပါတယ်။ထူးခြားချက်အနေနဲ့ကတော့ရောင်ကြီးတော်၆တွယ်ထွက်လေရှိပြီးရိုတီကိုင်းဆိုင်သူများအနီးကပ်ဖူးမြော်ရင်ရောင်ကြီးတော်များထွက်လေရှိပြီးအယုံကြည်မရှိသူများဖူးမြော်ရင်မိမိသွားတတ်တယ်လို့လည်းပြောကြပါတယ်။ရခိုင်မင်းဆက်ဆက်ကမဟာမုဏိပွင့်နာမနဲ့ကိုးကွယ်လာခဲ့ကြပြီးတကူးကြည့်တယ်ဆိုတာကြောင့်မမဘီရင်တွေကိုးကွယ်လို့ကြတဲ့အတွက်ပကံအနော်ထာမင်းလက်ထက်မှာတစ်ချိန်အလောင်းစီသူမင်းလက်ထက်မှာတစ်ချိန် င်ပင်ဆောင်ခဲ့ကြပူပေမဲ့မရခဲ့ကြပဲ1984မရပူရာမြို့တည်တဲ့ဘိုးတော်မင်းကြီးရဲ့လက်ထက်မှာချက်ခိုင်ကိုသိမ်းပြီးမန္တလေးကိုရေချောင်းကုန်းချောင်းဖြင့်လေးလကြောကြာခက်ခက်ခဲခဲပင်ဆောင်ခဲ့ကြပါတယ်။အငင်းပွားစရာတစ်ခုအနေနဲ့ကတော့မူလပင်ဆောင်လာတဲ့ဘုရားကြီးဟာမြစ်ထဲကျသွားခဲ့တဲ့အတွက်မင်းမြတ်မသိမှုတခြားဘုရားတစ်စုကိုအစားထိုးခဲ့တယ်လို့လည်းဆိုကြပါသေးတယ်။ဘယ်သို့ပင်ဆိုဆိုဘုရားကြီးဟာမန္တလေးရဲ့အသင်းလုံးတစ်ခုဖြစ်ပြီးမန္တလေးရောက်ရင်မဟာမြတ်မုနိဖုမဆိုတာမျိုးဖြစ်နေပါပြီ။ဘုရားကြီးဟာဟိုရင်ကမီးသိမ်းခဲ့ပူပေမဲ့ပြန်လည်နိုးထလာခဲ့ပူသလို ဒီကနေ့ match နဲ့ session နေပါလေငလင်ကြီးတံကိုခံခဲ့ရပြပါတယ်ငလင်ကြောင့်ဘုရားဆင်းသူတော်ကြီးမှာအနေငယ်သာထိခိုက်မှုရှိခဲ့ပေမယ့်အကြောင်းတော်ကြီးကတော့အပြူပြန်ပြပြခဲ့ပါတယ် ချင်းချင်းပြန်နိုးထနိုင်ခဲ့တဲ့မဟာမြတ်မုနီဘုရားကြီးဟာဒီတစ်ချိန်မှာလည်းအထူးခိုင်မရှိဖြစ်ခဲ့ပြန်ပါတယ်။မန္တလေးမြို့ရဲ့အမှတ်တရအဖြစ်နောက်နှစ်များစွာရှိနေဦးမယ်။ဘုရားကြီးမှတ်တမ်းကိုပေါ်ပြလိုက်ရပါတယ်ခင်ဗျာ။ဟုတ်ကဲ့ကျွန်တော်တီဟာ The Traveler ပါ။